တတိယကြိမ်ထိုးသက်သွားမဲ့ဂျိုနသန်ဟာဂက်တီနဲ့ရော့ထန်တို့ရဲ့ပွဲချံပရိသတ်တို့အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တို့ရဲ့ဝမ်းချမ်းမြေရှိကတော့ပရိသတ်တွေစိတ်ဝင်စားမဲ့တွဲဆိုင်တွေကိုအဆက်မပြတ်ဆိုသူတို့ချပြနေပါတယ်နော် သိမ့်မကြခင်ကမှပြည်သက်တွေကြည်ကျင်နေကြတဲ့ရော့ထန်နဲ့တက်ခိရဲ့တွဲဆိုင်အပောင်းဝင်တဝချိုင်းတို့ရဲ့တွဲဆိုင်စူပါလန်နဲ့နဗီစတဲ့တွဲဆိုင်တွေကဂျပန်ပြည်ပေါ်မှာချက်ပြတ်ခဲ့ရမှာတော့ပြည်သက်စိတ်ဝင်စားမှုပြင်းထန်ခဲ့ပြီးတော့ဝဝက်ကွဲကိုအောင်မြင်မှုရရှိခဲ့ပါတယ်။အခုလည်းတတိယအကြိမ်တွဲဆုံမှုရှိနေတဲ့ရော့ထန်နဲ့ဂျိုနာသန်ဟာကတီတို့ရဲ့တွဲဆိုင်ကိုချက်ပြတ်ဖို့အတွက်ဝမ်ညာဥက္ကဋ္ဌချယ်ရီကတော့တင်ဝင်ပြောကြားလိုက်ပြီးဖြစ်ပါတယ်။အဲ့ဒီမှာစေဝန်စားဖို့ကောင်းတာကဂျိုနာသန်ဟာဂတီက Rotten ကို2019မှာတစ်ကြိမ်2020မှာတစ်ကြိမ်နှစ်ကြိမ်ရှုံးနေထားပြီးတဲ့ Fighter တယောက်ဖြစ်ပါတယ် ဂျိုနသန်ဟာဂတီကရော့ချန်ကို2019မှာအမှတ်နဲ့ရှုံးခဲ့ပြီးဒုတိယကြိမ်2020မှာတော့ TKO နဲ့ရှုံးနိုင်ထားတာဖြစ်ပါတယ်။ဒီလိုရလက်တေရထားတဲ့ fighter နှုတ်ကိုအခုတတိယအကြိမ်တွစ်ဆုံပေးမယ်ဆိုပြီးတော့ Cherry ကပြောကြားလိုက်ပြီးဖြစ်ပါတယ်။တွစ်ဆုံမှုကတော့လုံးဝကိုသိကြပါတယ်။ဒီအကြောင်းကိုလည်း Jonathan Hagerty ကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်တရားဝင်ပြောပြထားပါတယ်။၆နှစ်ကြာပြီးတဲ့နောက်ပြန်လည်တွစ်ဆုံကြပြီးမကြခင်ပြန်ဆုံကြတော့ပေါ့ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ ဒီနှစ်ယောက်ရဲ့တတိယအကြိမ်တွေ့ဆုံမှုကိုကြည့်ရဖို့ကတော့တကြသွားပြီဖြစ်လို့ပြည်သက်တွေစောင့်ကြည့်အားပေးဖို့ပဲကြံပါတော့တယ်။အခုလာမဲ့ပွဲမှာရောအရင်အခြေတွေကလို့ Rotten မဲ့အနိုင်ယူပြသွားမလား။ Hagerty ကပဲအရှုံးသမိုင်းကိုခြေဖြတ်ပြသွားမလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲနော်။ Hagerty ကဝမ်ချမ်ပီယံရှစ်မှာ12ပွဲထိုးသက်ထားပြီး9ပွဲနိုင်3ပွဲရှုံးနိမ့်ထားသူဖြစ်ပါတယ်။ရှုံးနေခဲ့တဲ့ပွဲတွေကတော့ Rotten နဲ့နှစ်ပွဲဆက်တိုက်ရှုံးနေခဲ့သလို2024မှာထိုးသက်ခဲ့တဲ့ Superlane နဲ့ပွဲမှာ Superlane ကို KO နဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်။ ်အခုဒီဒီချိန်မှာတော့ Cherry ကိုယ်တိုင်ကရော့ချန်နဲ့ Jonathan Hagerty ကိုပေးတွေ့မယ်ဆိုတော့အကြမ်းရဲ့ fighter နှစ်ယောက်မဟုတ်ဘယ်နှချီပွဲတည်ပြီးတော့ထိုးပြမလဲဆိုတာကတော့စိတ်ဝင်စားစွာစောင့်ကြည့်အားပေးရမှာဖြစ်ပါတယ်ပရိသတ်တို့ရောဒီတွဲဆိုင်အပေါ်မှာဘယ်လိုများထင်မြင်မိကြပါလဲရှင်ပရိသတ်တို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းမှတ်ချက်ပေးသွားခဲ့ကြပါဦးအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ် The next fight uh, for Rotang is going to be Haggerty. We're doing Haggerty versus Rotang. Next one. But um, of course, Rotang has uh, has many fights for him now. You know, um, he can call the shots now. You know, he, he'll fight anybody. Like Rotang will fight anybody.